တနေ့ငယ်တွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ22ရက်နေ့ကနေ30ရက်နေ့တော်တွင်မှာပေါ်ပေါက်လာတဲ့ကံခွင့်ရေးတွေကိုလက်ခံပြီးတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်ပါကိုယ်စံတတ်တဲ့အခြေအနေပေါ်မှာ အနှစ်သာရယူပြီးတော့လုပ်တဲ့လုပ်တရားအကျိုးပေးမှာ ဝေကြီးကတလူကကတစီပွားရေးရခံဖျားဖျားကောင်းစွာတိုးတက်မှုနဲ့အလိုဆန္ဒပြည့်စုံခြင်းတို့ရဲ့အနိစ္စတာကိုရောက်ရှိနေတယ်အလုပ်ဘုကိစ္စဘုတွေဂျုံမဲရှင်ပြေမှုမှန်သမျှအောင်မြင်မဲအခက်အခဲအလုံးကိုကျော်လွှမ်းနိုင်တယ်တပားသူတွေတောင်းလို့နိုင်တဲ့အရေးသွေးတဲ့ကံကြမ္မာတွေပြည့်နေနေတဲ့ကာလပါပဲ၂၂ရက်နေ့က ေဝဒံကောင်းတဲ့နေဖြစ်တယ်။ရာရာစီပြေခြင်းခံကောင်းခြင်းတွေရှိတဲ့ပြင်အဲ့ဒီကကိုးစနေနေတုနေမြန်နေလဲတိုက်ဆိုင်တဲ့အတွက်ကောင်းခြင်းမင်္ဂလာဖြာပြန်တဲ့အလုံးစုံသောခံမြန်မှမှုတို့ကိုဖန်တီးနိုင်တယ်။23ရက်နေ့မှာတော့ရံများမယ်အတိုက်ခံများမယ်စိတ်ပမန်ဒုပမန်ဖြစ်မယ်24ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်တယ်။ကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုတွေရရှိမယ်။ 25ရက်နေ့ကအခက်ခဲကြတဲ့တွေ့မှုကိုရရှိမယ်ဘဝတန်တန်းပွင့်မယ်26ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းတို့ရပြည့်စုံခြင်းနဲ့တိုးတက်ခြင်းတွေရှိမယ်29အတိုက်ခံအလုံးကိုထိတ်တန့်ရင်ဆိုင်ပြီးတော့အလိုပြည့်မှုနဲ့တိုးတက်မှုတွေကိုရရှိပိုင်ဆိုင်ခွင့်ရှိတဲ့အနေထားနဲ့ကံကိုကျုံးလိုက်မယ်28ရက်နေ့မှာစိတ်ပင်ပန်းသူပင်ပန်းဖြစ်တတ်တဲ့ ကတိပြတဲ့သူတွေနဲ့တွေ့တတ်တဲ့တိုက်ခံများတတ်တဲ့29ရက်နေ့မှာကောင်းသောခံပြောင်းလဲတဲ့တတန်းတလန်းတွေပေါ်မယ်ဒါပေမဲ့အင်းကြီးကအထူးသတိရှိရမယ်နေအင်းကြီးကနေချက်တဲ့နေဖြစ်တဲ့အင်းကြီးမှာဖြစ်ပေါ်တဲ့ဖြစ်ပျက်တွေဟာအလွယ်တကူတော့မဟုတ်ဘူးခက်ခဲကြတဲ့ရဖြတ်သန်းပြီးမှအလိုပြည့်စုံမယ်ပြဿနာခက်ခဲမရှိအောင်ရှောင်ရမယ်ဖြစ်လိုက်ရှင်းရတယ်အမှန်တန်ခက်တဲ့30ရည်နေ့မှာတော့ ထူးခြားတဲ့ကတလန်းနဲ့အောင်မြင်မှုလမ်းကြောင်းတွေရှိတယ်။အဲဒီမှာကောင်းစီကောင်းလျှော့ပြည့်ရဲ့ဖုံးကန်ကြည်ချင်းစိတ်စီတိုးခြင်းကိုရနိုင်တယ်။အဲဒီနေ့မှာပဲမတော်တဆအနေကယူဆရမယ်။မြောက်ရက်ကိုတည်သွားစဉ်ရဖြစ်တတ်တယ်မနဲ့စေနိုင်ခွဲနဲ့ဆက်နေနိုင်ကြမှာအသွာလာနေထိုင်ကယူဆရမှာပေါ့။30ဒီနေ့မှာတော့ရံများမယ်ပြိုင်များမယ်။ရံနဲ့ရှင်ပြီးတော့မယ်တိုက်ခတ်တဲ့ ရှင်ပြီးမှလူပြည့်စုံမဲ့နမိတ်ကိုတွေ့ရပါတယ်ဒီကာလအတော်တွင်းမှာတနည်းလာနေရင်ကနေဗုဒ္ဓနဲ့မွေးစုတွေကောင်းချိုးပေးတယ်တနည်းကနေသောက်ကြနေမွေးစုတွေဒုက္ခပေးတတ်တယ်ရှစ်ခုကိုကနန်းနေအကျိုးပေးတယ်အနဲ့ရောင်ပြန်ရင်ရောင်မိခိုးရောင်တို့ကိုဝတ်ဆင်သောက်ဆွဲပြီးလူရှိရကိစ္စတွေဆောင်ရပါကောင်းသောခံချမများရစေရအတွက် စိတ်ရစိတ်တခုကိုမွေးနတ်တာပြဖြန်းပြီးပိုက်ဆိုင်ထဲထဲဆောင်ကအလိုရှိရာကိစ္စများဆောင်ရွက်ပါကျေးဇူးတင်ပါတယ်တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025မတ်လ22ရက်နေ့ရနေ့31ရက်နေ့အတော်တွင်မှာအပြောင်းလဲတဲ့တိုးတက်မှုတွေရှိတယ်ရှင်မန်းချက်စစ်တွေကောင်းထဲဖို့ အောင်မြင်မှုကို ရရှိနိုင်တယ်။ကိုယ်ပိုင်စွမ်းစားတဲ့ဘဝတန်လန်းကိုဖန်တီးနိုင်တဲ့နေထားရှိတယ်။ယံမနာလိုသူတွေနဲ့ထိတိုက်တွေ့မယ်။စက်ပစ္စည်းများစီပစ္စည်းတွေအပြောင်းရှပစ္စည်းများမယ်။ဂျာဝင်တောင်ယူကြမှာခက်ချင်းရှောင်ရမယ်။ယံတိုက်ကန်တဲ့ရှင်ပြီးလုပ်ခဲ့မှုတွေမှာပေါ်ပေါက်လာတဲ့ခက်ခဲတွေကိုရင်ဆိုင်ဖြစ်ရှင်းပြီးမှအလိုရာပြည့်စုံမယ်။ နှစ်နှစ်နေ့ကိုးစနေနေကောင်းရမြတ်ဖြစ်တဲ့အဲ့ဒီမှာလူရဲကံရည်ဒီမှာတော့နှောင့်နှေးမယ်စိတ်ရှိသီးခံပြီးလို့ရင်ဆင်ပြေမယ်မြင့်မြတ်တဲ့ဒိဋ္ဌဝိညာဉ်ကိစ္စတွေဆောင်ရွက်နိုင်တယ်23ရက်နေ့အလုံးစုံကောင်းတယ်အခက်ခဲတွေကြားရထိုးပေါက်ပြီးတိုးတက်သွားမယ်24ရက်နေ့ရပိုင်ခွင့်နေလက်ဝဲပြေရမယ်ရဆင်ပြေမယ်25ရက်နေ့မှာဝေကြီးကံလုံငန်းကံစီပွားကံအထူးတိုးတက်တယ်26ရက်နေ့မှာ ရှင်မန်းသားဒီတို့ရဲ့အနှစ်သာရကို ရရှိမယ်မိကောင်းဆွေကောင်းထောက်ကူရင်းနဲ့ဘဝတိုးတက်မှုကိုရရှိမယ်နေ့တစ်ခုဖြစ်တဲ့29ရက်နေ့အရာရာအောင်မြင်မှုနဲ့တိုးတက်မှုရဲ့နှစ်သာရကိုရတယ်အခက်အခဲကိုဖြေရှင်းနိုင်တယ်28ရက်နေ့မှာလူယုံဒုက္ခပေးမယ်လူလည်းဒုက္ခနဲ့ကျဆက်ရတဲ့အတိုက်ခံများမယ်29ရက်နေ့အဲ့ဒီမှာ နေချက်တဲ့နေဖြစ်တယ်အသွာလာနေတဲ့ယူဆိုင်ပါယံပတိဘက်ကကိုရှောင်မှာအခက်ခဲတွေလိုက်လာကူညီပေးလိုက်ပါ30ရည်နေရတော့ထူးခြားတဲ့ကံပေါ်ပြီးတော့အစဉ်ပြေလာတယ်အခက်ခဲကျော်လာနိုင်မယ်ဝေးကြီးကံကောင်းခြင်းတွေကိုကြုံမယ်အဲ့ဒီနေကကောင်းစီကောင်းဆုံးနေကောင်းရက်မြတ်တစ်ခုဖြစ်တယ်အဲ့ဒီနေမှာ ကောင်းစီကောင်းလျှော့ပြုခြင်းဖြင့်ဘေးရကင်းကြံ့နေကင်းနေရှိတယ်။အသွာလာနေထိုင်ကူးဆက်ရမယ်။မြောက်ရောက်တည်သွားစေနေဖြစ်တတ်တယ်။အချိန်ကာလဖြင့်မနေ့စနေခွဲနဲ့ဆက်နိုင်ကြသွာလာကူးဆက်မယ်။ကြံချိန်ကုန်ကောင်းပါလေ။30ရက်နေ့မှာကောင်းခြင်းနှမိတ်နဲ့ကြိုးပေးခြင်းကံတွေကိုရရှိကြိုးပေးတဲ့နှမိတ်ကိုတွေ့ရပါတယ်။ဒီကာလတော်တွင်မှာကြာသပတိနေ့ သောကြနေစနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်အင်္ဂါဗုဒ္ဓနေ့မွေးသူတွေကိုဒုက္ခပေးတတ်တယ်အပြာရောက်နေအောင်ချက်သွေးရောက်လို့ကိုသုံးမှာနဘတ်၃ခုကိုကနန်းနေ့ကိုကျိုးပေးတဲ့ကနန်းနေ့ဖြစ်သုံးဆွဲနိုင်ပါတယ်ကောင်းခြင်းကံကြမ္မာနဲ့အလုံးစုံကောင်းခြင်းနမိတ်တွေကိုရရှိစေရန်အတွက်30ရည်နေ့မှာ ကောင်းစေကောင်းလျှော်ပြုပါမတ်30နေ့မှာကောင်းစေကောင်းလျှော်ပြုရင်ထူးခြားစွာကံကောင်းတတ်တယ်အလိုဆန္ဒရှိတာအောင်မြင်နိုင်တယ်ဖုံးကံမြင်မှနိုင်တယ်တောင်းလက်တွေ့သုံးချဆောင်ရွက်ပါကျေးဇူးတင်ပါတယ်ခင်ဗျာနေ့မွေးသူ အားလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ22ရက်နေ့ကနေ30ရက်နေ့အတွင်းကာလမှာ အပြောင်းလဲတွေရှိတယ်ခီးကံကောင်းမယ်လူမျိုးပဲကြိုးပင်းမယ်အရာဝဲနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်တွေကြိုးပင်းပြီးတော့ဝေကြီးကလမ်းကြောင်းနဲ့ဘဝလမ်းကြောင်းနဲ့ပေါ်ထွန်းနဲ့ချက်ချင်းဆုံးပြတ်ပြီးရှေတိုလိုကန်ကျင်းတို့ရဲ့ကောင်းသောကျိုးစင်းနဲ့တိုးတက်မှုကိုကြုံမယ်ငွေကြီးလှလာပန်းနဲ့စီဝါရေးရကံအဖျားပြားကောင်းစွာတိုးတက်ခြင်းတွေရှိမယ်20နှစ်နေ့မှာရန်တိုက်ခံတွေရှင်ပြီးတော့ရမယ်20နှစ်နေ့ကကိုးစနေနေဒူးနေမြတ် အဲ့တော့မြန်မာလခိုးရနေနဲ့စနေနဲ့တိုက်ဆက်နေနေဖြစ်တော့ထူးခြားတဲ့ဆွမ်းရှိနေတယ်23ရက်နေ့မှာအရေးအချင်းတွေပေါ်လွင်ပြီးတော့လုံးသမျှတိုးတက်ခြင်းရဲ့အနှစ်သာရတော့ကြုံမယ်24ရက်နေ့မှာစမ်းပွင့်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ရှင်ပြိုင်မှုအောင်မြင်မယ်25ရက်နေ့မှာပေါ်ပေါက်လာတဲ့ကြံ့ကြံ့တွေလက်တွေ့သုံးချနိုင်တယ်ဒီနေ့ဒီရက်တွင်းမှာစိတ်ထဲမှာပေါ်လာတဲ့လက်တွေ့စွမ်းသပ်ပါရှေ့တိုးလို့ပါအောင်မြင်မယ် အရဝေးကကောင်းစင်းချုံမဲ26ရက်နေ့မှာစီးသန့်လှူရှားပြီးလို့တဲ့လို့တရားထူးထူးခြားခြားအောင်မြင်ပြီးတော့အထွတ်တွေကိုရောက်မယ်28ရက်နေ့ကရန်အားလုံးကိုကြော်လာနိုင်တယ်ခဲခဲဖြစ်ရှင်းရကောင်းတဲ့ရက်ဖြစ်တယ်28ရက်ခေါင်းမှချင်းတစုထုံးလုံးချင်းကြောင့်ခွေးရင်တစ်ခုလက်တလုံးကြားဆုံးရှုံးမယ်အတိုက်ခံကြားထိုးပေါက်ပြီးတိုးတက်နိုင်တဲ့နေသားရှိတယ်28ရက်နေ့မှာစိတ်ပင်ပန်းသူပင်ပန်းဖြစ်ပြီးမှရာရာဆင်းပြေမယ် အတိုက်ခံကြမှာတိုးတက်မယ်29ရက်နေ့အဲ့ဒီဟာနေကြတဲ့နေ့ဖြစ်တယ်ဘာလို့လို့သတိထားမယ်ဒီအဲ့ဒီမှာမင်္ဂလာယူပြီးလို့တာရှောင်းရမယ်စတဲ့ခြင်းမှန်သမျှရှောင်းရမယ်လုံးလက်ဆရှည်တို့လို့တာတွေတော့ဆောင်းရနိုင်တဲ့နေထားရှိတယ်30ရက်နေ့မှာမတော်တဆတိကိုင်းဝင်တဲ့ယူဆရမယ်မြောက်ရကုန်တည်သောဇာနေရှိတဲ့မနေ့ ကိုနိုင်နဲ့ဆယ်နိုင်ခွဲကြသွားလာကျူဆမ်းမယ်ကြံချိန်ကလုံးကောင်းတယ်။ငွေကြေးကလုပ်ငန်းကံနေနဲ့တလန်းနေတနေ့သာဆက်လက်ဆင်ပြေတဲ့ဖြင့်30နှစ်ကခေါင်းစည်းခေါင်းချော်ပြည့်ရအင်ပန်ကောင်းတဲ့ရက်ဖြစ်တယ်။30ရက်နေ့မှာရှင်ပြဲမှုမမြောင်မြင်ခြင်းဘဝတိုးတက်ခြင်းကံမြင်မှခြင်းအလိုဆန္ဒပြည့်စုံခြင်းတွေကိုဖန်တီးနိုင်တယ်။တပတ်တာကာလအတွင်းခြားသာပရိပနည်းဗုဒ္ဓနည်းစနေနေ့မွေးစုတွေကောင်းကျိုးပေးမယ်။တနေ့ကလေးတနေ့လာမွေးစုတွေဒုက္ခပေးမယ်။ဇန်နေ့မွေးစုတွေကတော့ ပုံမှန်လေလအချိုးပေးပါတယ်အရေးကြီးတဲ့ကိစ္စတွေလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာအပြာရောက်မိခိုးရောက်နုနေရောက်တို့ကိုသုံးပါနှစ်ခုကိုကနန်းတွေကိုချိုးပေးတဲ့ကနန်းတွေဖြစ်သုံးဆွဲနိုင်ပါတယ်ကောင်းသောကံကြမ္မာနဲ့တိုးတက်ခြင်းရစေရန်တို့ငါနေနိဗ္ဗာန်မှာရှိတဲ့ဘုန်းတော်ကြီးเจ้าမှာစံသူဒါနပြုခြင်းဆောင်ရွက်ပါကျေးဇူးတင်ပါတယ် ဗုဒ္ဓနေ့မွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်မတ်လ22ရက်နေ့ကနေ31ရက်နေ့အတွင်းတည်ရှိနေတဲ့ကာလဟာကောင်းသောကံတိုးတက်တဲ့အနေထားတွေရှိတယ်ဖြစ်ခြင်းနဲ့ဆန္ဒလူခြင်းနဲ့ကိစ္စတွေလက်တွေ့လို့လို့ရစုပေါင်းလုပ်ငန်းအကျိုးပေးမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေးတိုးလုပ်ငန်းခြင်းတို့ရဲ့ကောင်းသောနှစ်သာရကိုရမယ်မတ်လ22ရက်နေ့ အဲ့ဒီကမြမာသားကိုရနေနဲ့စနေနဲ့တိုက်တဲ့ကိုစနေနေ့ရဲ့တကူကြီးတယ်စွမ်းကြီးတယ်အဲ့ဒီမှာကိုစာသားရှိတာတွေဒိဋ္ဌန်တွေလုံးလို့အမတန်ကောင်းတဲ့နေ့ဖြစ်တယ်23ရက်နေ့ကပြဿနာဟောင်းတွေပြန်ဖြေရှင်းနိုင်တယ်အပြောင်းလဲတဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်24ရက်နေ့ကမိကောင်းဆွေကောင်းထောက်ကူရနိုင်တယ်စူပေါင်းလုပ်ငန်းတွေချိုးပေးနိုင်တယ်ဝေချေးပေးယူတော်သတိထား25ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကိုလက်တွေ့သုံးချပြီးတိုးတက်မယ် အရဝဲနဲ့ဆက်သွယ်တော့ကောင်းတယ်26ရက်နေ့မှာပြတ်နေတဲ့ဆက်သွယ်နဲ့ပြန်လဲဆက်ဆက်နိုင်တယ်မြေတရေကံကောင်းမယ်28ရက်နေ့ကငွေကြေးကံလုပ်ငန်းကံကောင်းတယ်အခက်အခဲဖြေရှင်းနိုင်တယ်28ရက်နေ့ကစိတ်သောကရောက်နေသူတွေကိုလိုင်းလံကူညီရတဲ့ငွေကြေးသူတွေကိုလိုင်းလံကူညီရတဲ့ကိစ္စတွေကြုံနိုင်တယ်အဲ29ရက်နေ့မှာနေချက်တင်သိတိထားမယ်အဲ့ဒီနေ့မှာပြဿနာမဖြစ်အောင်နေရမယ်ဖြစ်အင်မတန် ဖြည့်ရှင်းရခဲ့တတ်တယ်။တပတ်သူချက်သေးရှိနေတာတိုက်ကူညီလိုက်ပါ။30ရင်းနေရတော့ခေါင်းစည်းခေါင်းချုပ်ပြုလို့ရပတ်ချက်သေးရှိခြင်းတိုးတဲ့ခြင်းနဲ့ခံကောင်းခြင်းရှိနိုင်တယ်။အဲ့ဒီနေ့မှာပဲမြောင်ရက်ကိုဒီသွားစရာနေဖြစ်တတ်တာသတိထားမယ်မင်းဆယ်နိုင်ခွင့်နဲ့ဆက်နှစ်နိုင်ကြာသွားလာကြည့်ဆက်ရမယ်30တည့်နေ့ရတော့အလိုပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းရှိမယ်ခက်ခဲတဲ့ကိစ္စတွေကိုပြင်လဲအောင် ဖြစ်ရှိနိုင်ခြင်းကိုချုပ်တွေ့ရမှာဖြစ်ပါတယ်။တောကြာနေ့ဗုဒ္ဓနေ့အင်္ဂါနေ့မွေးစုတွေကောင်းကျိုးပေးပြီးတော့တင်းငွေနေ့တင်းလာနေ့မွေးစုများနဲ့ပူပေါင်းပြီးလုပ်တဲ့ကိစ္စတွေကအတိုက်ခံလေးတွေရှိတတ်တယ်။သုံးခုကိုကနန်းနေ့အကျိုးပေးတယ်။အပြာရောင်ပန်းရောင်နုနေရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေဆောင်ရွက်ပါ။ကောင်းသောကံချမ်းမာနဲ့တိုးတက်ခြင်းများရစေရန် နေနီးပါးမှာရှိတဲ့ဘုန်းတော်ကြီးเจ้าမှာရေလူသားချင်းပြုပါကျေးဇူးတင်ပါတယ်ဇာတပတိနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မတ်22ရက်နေ့ကနေ31ရက်နေ့အတွင်းမှာအရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်ပြီးမြန်မာ့ရဲ့အဆင့်ဘဝအခြေအနေကိုကူးပြောင်းမယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလောကကြီးတို့ရဲ့ကောင်းသောကြိုးရမယ်ဝေကြီးပေးယူကိစ္စလုံငန်းရေးကိစ္စ စေဝါရေးရကံဖျားပြပမာဏမျက်နှာနေထိုင်တဲ့တိုးတက်တဲ့စေဝါကိုရမယ်။ကိုယ်ပဲယက်တီချင်းနဲ့လောကန်ချင်းတို့ရဲ့အကျိုးဆက်တွေကိုလည်းရရှိပြီးတော့လူရပြည့်စုံသွားမယ်ဘဝတက်လန်းတွေဖွင့်သွားမယ်။၂၀နှစ်ရဲ့နေ့မှာအရာရာကောင်းတဲ့ကံပေါ်တဲ့နေ့ကကိုယ်စနေနေရဲ့ထူးခြားတဲ့စွမ်းသက်တည်ရှိတယ်။မြမာလကိုယ့်ရဲ့နေ့နဲ့စနေနေ့နဲ့တိုက်ဆိုင်တာဒါထူးခြားတယ်။ဒီနေ့မှာမြင့်မြတ်တဲ့ကိစ္စရယ်ဆောင်ရွက်ပါ 23ရက်နေ့မှာဥတီချက်တည်းရှေတိုးလို့ရပိုင်ခွင့်နေပြန်တော့24ရက်နေ့ဒုသမြအောင်မြင်တိုးတက်မှုကိုမလွဲကြုံမဲ25ရက်နေ့မှာရှင်ပြိုင်မှုမှန်သမျှအောင်မြင်မယ်26ရက်နေ့ကပြဿနာများသောနေ့ဖြစ်တယ်ရန်နဲ့ရှင်ပြီးလောရတဲ့တဲ့29ရက်နေ့မှာစိတ်ချမ်းသာစရာတွေကြုံမယ်အပြိုင်ဆိုင်အားလုံးကိုကြော်ပြီးတိုးတက်မယ်28ရက်နေ့ကခီးကံပြောင်းလဲကံကောင်းတဲ့နေ့တစ်ခုဖြစ်တယ်29ရက်နေ့အဲ့ဒီနေ့ နေချက်တဲ့နေဖြစ်တယ်သွားလာနေတိုင်းနေရွဆက်ရမယ်ကိုနှဘေးမှာဒုက္ခရောက်တဲ့သူတွေ့ချက်ချင်းခုပါ30ရက်နေ့ကောင်းစီကောင်းဆောင်ရကောင်းဖြစ်တဲ့ကျင့်သိရှိခြင်းကံတိုးတဲ့ခြင်းဘဝတိုးတဲ့ခြင်းကြောင့်ပဲဒါပေမဲ့မတော်တဆထိခိုက်မှန်တဲ့ကျူဆက်ရမယ်မြောက်ရကုတီသွားစံနေဖြစ်တဲ့တည်းမနဲ့ဆယ်နိုင်ခွဲနဲ့ဆယ်နိုင်ကြသတိထားရမယ်30ရက်နေ့မှာတော့အပြောင်းလဲတဲ့တန်လန်းပေါ်မယ်ရည်မှန်းချက်အောင်မြင်မယ် အလိုဆန္ဒအလိုပြည့်စုံကြိုးပေးခြင်းကိုကြုံနိုင်တယ်။တနည်းလာနေငါနေဗုဒ္ဓနဲ့မွေးသူတွေကောက်ကြိုးပေးပြီးတော့တနည်းကနေနေစနေနေ့မွေးသူများကြောင့်စိတ်နောက်ရှိတိဖြစ်တတ်တယ်။တစ်လေးကိုကနန်းနေကြိုးပေးတဲ့အဝါလိမ်မောရွှေဟိုရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါ။အိမ်မှာရှိတဲ့စေဘူးစေခွက် စေပလေအဟောင်းနေဆွပြက်လိုက်ပါ။အညာဆိုးကင်းပြီးကောင်းခြင်းကံတွေရရှိလာပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။ ။ကောက်ကြံနေပွဲသူအလုံးမင်္ဂလာပါ။2025ခုနှစ်မတ်လ20ရက်နေ့နေ့နေ့30ရက်နေ့အတွဲအပြိုင်ဆိုင်တွေအားလုံးကိုကြော်သွားပြီးလိုရာပြည့်စုံသွားမယ်။စိတ်ကူးစိတ်ရည်မှန်းချက်စိတ်တွေလက်တွေကောက်တဲ့ပေါ်နေတဲ့လုံငန်းချက်တွေမြို့တာကျိုးပေးမယ်။အခေခဲအားလုံးကိုကြော်လွှားပြီးဘဝတိုးတက်မယ်။ကိုယ်ပဲယက်တီချင်းနဲ့ဒုက္ခတဲ့ကိစ္စမှန်သမျှထူးခြားတဲ့ကျိုးဆက်တဲ့တိုးတက်မှုကိုရသွားနိုင်တယ်။မိသားစုနဲ့ပတ်သက်တဲ့ကောင်းခြင်းတိုးတက်ခြင်းသတင်းစကားကိုကြုံမယ်။ နှစ်ဆယ်နှစ်နှစ်ထူးခြားတဲ့နေ့အဲ့နေ့က6စနေနေ့အဲ့နေ့လာစုတ်6ရက်နေ့နဲ့စနေနဲ့တိုက်ဆိုင်တာအထူးထူးခြားတယ်အဲ့နေ့မှာအရေးကြီးတဲ့ကိစ္စလုပ်ပါအဋိဌာဝင်ကြီးနေလုပ်ပါ23ရက်နေ့ကတော့ပြဿနာတွေဖြေရှင်းရမယ်။ရန်တိုက်ခံတဲ့ရှင်ပြီးလောက်ရမယ်။24ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်။ဘဝတိုးတက်မယ်။25ရက်နေ့ခီးကံကောင်းမယ်။အပြောင်းလဲနဲ့တိုးတက်မယ်။26ရက်နေ့အသေးစားထိခိုက်မှုယူဆရမယ်။အတိုက်ခံကြတိုးတက်မယ်၊ငွေဝင်မယ်။ 29ခုနှစ်လက်ပွင့်ခြင်းကံပွင့်ခြင်းအလိုပြည့်စုံခြင်းပြဿနာနဲ့ဖြေရှင်းရခြင်းပေါင်းစည်းဖြစ်နေတယ်28ထူးခြားသောကံတဏ္ဍနဲ့ဘဝတဏ္ဍပေါ်လိမ့်မယ်29ရဲ့နေ့အဲ့ဒီနေချက်တယ်အရာရာသတိထားရမယ်အဲ့ဒီသွားရင်လာရင်တွေ့တဲ့ဒုက္ခပုဂ္ဂိုလ်တို့ကိုတွေ့တန်းလိုက်ပါ30ရဲ့နေ့ကောင်းစေမင်္ဂလာရက်ကောင်းဖြစ်တဲ့လက်ပွင့်ကံပွင့်ခြင်းကိုကြုံမယ်အဲ့ဒီမှာ မတော်တဆအနေနဲ့ဖြစ်တတ်တယ်မြောက်ရသွားစေအနေနဲ့ဖြစ်တတ်တယ်နေ့7နိုင်ခွဲနဲ့7နိုင်ကြသတိထားရမှာ31ရက်နေ့ကတော့ထူးထူးခြားခြားကောင်းခြင်းကံနဲ့တိုးတက်ခြင်းနေရှိတယ်အရာရာဆင်ပြေခြင်းနှစ်သာရကိုကြုံမယ်ဒီကာလအတော်တွေမှာခြားသာပရိနေဗုဒ္ဓနေအင်္ဂါနေမွေးသူတွေကောင်းကျိုးပေးတယ်ဒီနေ့လာနေတောက်ချာနေမွေးသူတွေ ဒုက္ခပေးတတ်တယ်။လေးခုကိုကနာကျိုးပေးတယ်။အဖြူစိမ့်မီကိုရောင်တို့သုံးပါအဖြူရောင်ပန်းပွင့်ဖျားတက်ပြီးလိုရာဆုတောင်းပါကျေးဇူးတင်ပါတယ်။စနေနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်မတ်လ22ရက်နေ့ကနေ31ရက်နေ့အတွင်းမှာ ဘဝရည်ရွယ်ချက်နဲ့လုပ်ငန်းတွေရှေ့ထုတ်လုပ်သမျှအောင်မြင်သောနေထိုင်နဲ့ကောင်းသောကံတွေပေါ်တယ်။ချက်ချင်းဆုံးဖြတ်ပြီးရှေ့ထုတ်လုပ်ကင်တာတွေရနေအကျိုးဆက်ကောင်းတွေကိုရရှိနိုင်မယ်။သူတော်မင်းကိုနဲ့ကြားတွေးခေါ်ယူဆမတူတဲ့သဘာဝလေးတွေကြားရတဲ့နေဖြတ်သန်းရမယ်။ကိုယ်ပိုင်ယက်တီချက်နဲ့လုပ်ကင်ခြင်းတွေစင်ပြေမယ်။၂၂နှစ်နေအိန်းရတပေါင်းလာဆုံးကိုယ့်ရဲ့နေနဲ့စနေနဲ့တိုက်ဆိုင်တဲ့ကိုယ်စနေနေတူးနေမြတ် ပါသေးဆိုင်ရာမြင့်မြတ်တဲ့ကိစ္စတွေစတင်ဆောင်ရွက်ပါအဋိဌာန်နေစဝင်လို့လဲကောင်းတယ်23ရက်နေ့ကတော့ပြဿနာတွေဖြေရှင်းလို့ကောင်းတယ်မိကောင်းဆွေကောင်းထောက်ကူရလဲရမယ်24ရက်နေ့မှာရှင်ပြိုင်မှုအောင်မြင်မယ်ကြီးခဲမြတ်ထံကထောက်ကူရမယ်25ရက်နေ့မှာပြဿနာဟောင်းတွေပြန်ဖြေရှင်းရတဲ့တဲ့ဆဝိဆာတဲ့ကိစ္စသတိထားဆောင်ရွက်ပါ26နှစ်မှာမြို့သမီးမိတ်ဆွေကြီးခဲဒုက္ခထံကနေကောင်းသောကုညီရမယ် 29ရက်နေ့မှာခီးကိစ္စအစဉ်ပြေမယ်အပြောင်းလဲရှိမယ်ရတ်တန့်တဲ့လုပ်တွေပြန်လဲစတင်နိုင်တဲ့ဆက်ပစ္စည်းတွေပျောက်ရှတတ်တဲ့ပစ္စည်းတတ်တဲ့28ရက်နေ့ကငွေဝင်ခြင်းလက်ဖွင့်ခြင်းကံကောင်းခြင်းကြုံမယ်တတိပေးကျင်တာကအဲ29ရက်နေ့အဲ့နေ့ကနေချတဲ့နေ့လာတခုရဲ့စမ်းတဲ့နေ့အဲ့နေ့မှာနေချတဲ့နေ့နဲ့သွားတိုက်ဆိုင်တယ်နိယဖရားမှာသွားပြီးတော့ကုသိုလ်ကောင်းမှုပြုပါအိမ်မှာဖရားမိပူဇော်ပါ 30နှစ်အပြိုင်ဆိုင်ကြားလေးကတိုးတက်တဲ့ခဲခဲအလုံးကိုကျော်လာနိုင်တယ်မတော်တဆညကယူဆရမယ်မြောက်ရဥတီသွားစေနေရှိတတ်တယ်မနေ့ဆန်တဲ့ခွေးနဲ့ဆက်နိုင်ကြသွားလာသတိထားရမယ်ကောင်းစီကောင်းစုပြည့်ရကောင်းတဲ့ရက်ဖြစ်တယ်30ပြည့်နှစ်မှာတော့အတိုက်ခံအလုံးကိုကျော်ပြီးလောရဆန္ဒရည်မှန်းချက်တွေကိုလက်တွေ့ဆောင်ရွက်ပြီးဘဝတလန်းနဲ့ကတလန်းတွေကိုဖန်တီးရယူနိုင်တဲ့နေထားကောင်းတဲ့တိုးတက်တဲ့ကံတွေပွင့်ပေါ်တယ် ဒီကာလတော်တည်းမှာတနင်္လာနေ့သောကြံနေ့စနေနေ့မွေးသူတွေကောက်ကြိုးပေးပြီးတနင်္ဂနွေဗုဒ္ဓမွေးသူများကြောင့်စိတ်နှောင့်ယှက်ဖြစ်တတ်တယ်။လေးခုံကိုကနိုင်နေ့ကျိုးပေးတယ်အညိုရောင်ပြားရောင်မိခိုးရောင်တို့ကိုသုံးပြီးအလိုရှိရာကိစ္စများဆောင်ရွက်ပါကောင်းသောခံချက်များများရစေရန်လို့ငါဖုန်းတော်ကြီးเจ้าမှာစံလူဒါနပြုပေးပါကျေးဇူးတင်ပါတယ်။